မင်္ဂလာပါရှင်စမရီရဲ့ News Sunday မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဟန်ပြလီကြောင်းလန်ရေဒါဖမ်းမရတဲ့ B2 ဘုံကျဲလင်းများနဲ့ American က Iran Nuclear စခန်းတွေကိုဘလို့အချိန်ကိုက်တိုက်ခိုက်ခဲ့သလဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒီအကြောင်းကတော့ American ပြည်အောင်စုက Iran ရဲ့ Nuclear စခန်းတွေကိုဘလို့တိုက်ခိုက်ခဲ့တယ်ဆိုတာပါပဲ။ Operation Midnight Hammer လို့ခေါ်တဲ့ဒီစစ်စင်ဟာနိုင်38နိုင်ကြတဲ့ခီးစင်လေထဲမှာ စီဖြစ်ရာတွေအကြိမ်ကြိမ်လုံးရတာနဲ့လှည့်စားတဲ့နီလန်းတွေအများကြီးသုံးပြီးလှုပ်ဆောင်ခဲ့တာပါ American Civil Rights အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဘူချုပ်ကြီးကဒီအစီအစဉ်ဘလို့ဖြစ်ပျက်ခဲ့လဲဆိုတာကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့မနက်ပိုင်းပင်တဂွန်မှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ကာကွယ်ဝင်ကြီးကလည်း American ဘုံကျဲလင်းရင်တွေဟာကဘာကမတိလိုက်ပဲဝင်သွားပြီးပြန်ထွက်လာခဲ့တယ်လို့ပြောခဲ့ပါတယ်။ဘလို့စခဲ့သလဲဒီအစီအစဉ်ဟာတကောက်ရန်ကြော်ကြော်ကစခဲ့တာပါ။အစီအစဉ်စာနဲ့ကာကွယ်ဝင်ကြီး တမရဒေါ်နယ်ထရန့်ဒုတိယတမရဂျေဒီဗန်စ်နိုင်ငံခြားရေးဝန်ကြီးမာခရိုရူဘီယိုနဲ့ထိတ်တန့်ပင်တခုအရာရှိတွေဟာအင်ဖီရောကအခြေအနေဆောင်ကြည့်ရေးအခန်းထဲမှာစုဝေးပြီးမစ္စရီပြည်နယ်က white man လေးတက်အခြေစားစခန်းတွေကနေလေရင်တွေထွက်ခွာတာကိုကြည့်ခဲ့ကြပါတယ်။ Mount Two အောက်မှာ B2 Sleet ပုံကျဲလေရင်တွေဟာ white man လေးတက်စခန်းကနေအရှိတ်ဘတ်ဆန်တော်ချင်း EDT တကောင်တနအီမှာစတင်ထွက်ခွာခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့အီရန်ရဲ့လုံခြုံစွန်းနျူကလ িয়ার စခန်တွေပါပဲ။ဒါပေမဲ့အနောက်ဘက်မှာရှိတဲ့အီရန်နိုင်ငံဘက်ကိုမသွားဘဲအရှေ့ဘက်ကဂူအမ်ဂျွန်ဘက်ကိုသွားပါတယ်။ဒီလေယာဉ်တွေဟာအတန်အမြန်နှုန်းအောက်နည်းနည်းလေးနဲ့ပြန်တမ်းပြီးကွန်ကရစ်ဆက်ရှင်မီတာပေ60ကျော်အထိထိုးပေါက်တိုင်းနဲ့ဘန်ကာဘတ်စတာဘုံတွေအပြည့်တင်ဆောင်ထားပါတယ်။ဒီလိုလက်နက်မျိုးကမြေအောက်နည်းနည်းမှာရှိတဲ့အီရန်ရဲ့ဖော်ဒို နျူကလ িয়ার ကြေဝါမှုစေယုံလိုနေရာမျိုးကိုတိုက်ခိုက်ဖို့လိုအပ်တာပါဒီလိုလက်နက်မျိုးကိုအမေရိကန်ပြည်အောင်စုတစ်ခုတည်းကပဲပန်ဆိုင်နေလို့သိရပါတယ်ခလဲစားမှုနဲ့အဓိကတိုက်ခိုက်မှုဒါပေမဲ့ဒီအချိန်မှာကဘာကအရှေ့ဘက်အီရန်နိုင်ငံဘက်ကိုစောင့်ကြည့်မနေခဲ့ပါဘူးဘာလို့လဲဆိုတော့ဘုံချေလီရင်တွေကူအမ်ကျွန်းဘက်ကိုဆေးလွတ်ခဲ့တဲ့ဆိုတဲ့သတင်းလေးကြောင့်လူတိုင်းရဲ့အာယုံဟာအနောက်ဘက်ကပစိဖိတ်သမုဒ္ဒရာကိုရောက်နေခဲ့ပါတယ်ဒီလိုတန့်ဖြန့်မှုဟာ မေရိကန်ကအစ္စရေးအီရန်စစ်ပွဲမှာပါဝင်မယ်လို့တရားဝင်မကြေညာထားတာကြောင့်ဘယ်သူမှအီရန်နဲ့ဆက်ဆံမယ်လို့တ냐ဝင်မှာမဟုတ်ဘူးလို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့ဒါရီအလုံးကလှည့်စားမှုတသက်ပါပဲ။ပင်တခွန်ရဲ့ပြောကြားချက်အရဒါဟာထိတ်တန့်လျော့ဝက်လျင်တွေကိုအတလန်တိတ်သမုတ်တရားဘက်ကနေအီရန်ဘက်တတိမပြန်တန်းခိုင်းမယ်။အယုံပြောင်းဖို့လှည့်စားခဲ့တာပါ။ အနောက်ဘက်ပစိဖိတ်ပေါ်ပြန်တန်းခဲ့တဲ့လေယာဉ်တွေဟာ Operation Midnight Hammer စစ်စင်ရေးအစီအစဉ်ရေးဆွဲသူအနှဲငယ်နဲ့အဓိကကောင်ဆောင်နေသားတည်တဲ့လှည့်စားမှုတစ်ခုဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးခင်ကပြောခဲ့ပါတယ်။ဒီစစ်လေယာဉ်တွေရဲ့ပြန်တန်းမှုလမ်းကြောင်းဟာ Flight Tracking Website တွေမှာမပေါ်တဲ့အတွက်ပင်တကွန်ရဲ့ပြောကြားချက်တွေကိုတိကျတည်ပြဖို့ခက်ခဲခဲ့ပါတယ်။အဓိကတိုက်ခိုက်ရေးအဖွဲ့မှ B2 Separate ဘုံးကျဲလေယာဉ်9ဆင်းပါဝင်ပြီးလေယာဉ်10ဆင်းမှလေယာဉ်မှူး2ဦးစီးပါဝင်ပါတယ်။ သူတို့ဟာဆက်သွယ်မှုအနည်းဆုံးနဲ့အရှိတ်ကိုတိတ်ဆိတ်စွာပြန်တန်းခဲ့ပါတယ်။ B2 Sprint ဘုံချဲလျင်နဲ့ B2 Sleet ဘုံချဲလျင်တို့ဟာတမျိုးတည်းဖြစ်နေပြီးနာမည်ကို ဖလဲသုံးတတ်ပါတယ်။ Sprint ဆိုတာကလျင်ရဲ့တိတ်ဆိတ်ပြီးမမြင်ရတဲ့သဘောကိုဖော်ညွှန်းပြီး Sleet ကရေဒါကိုရှောင်လွှဲနိုင်တဲ့ဤပညာကိုမိမောင်းထုတ်ပြတာပါ။အီရန်လေပိုင်နဲ့ထရောက်ရှိခြင်းလီယင်အုပ်စုဟာအမေရိကန်နိုင်ငံရဲ့အရှိတ်ဆန်တော်ချင်း ETT Eastern Daylight Time ညနေ9:00နာရီဝန်းကျင်အချိန်လောက်မှာ အရှိလေပိုင်းကိုရောက်လာတဲ့အခါမှာဆောင်းဆိုင်နေကြတဲ့အရန်လီရင်တွေနဲ့ပူပေါင်းခဲ့ပါတယ်။အဲ့လီရင်တွေကတော့ဘုံချေလီရင်တွေကိုကာကွယ်ပေးဖို့ရန်သူတိုက်လီရင်တွေနဲ့မြေပြင်ဝင်ဟင်း ဒုံးကြည်ချင်းချောင်မရီကိုရှာဖွေရှင်းလင်းပေးခဲ့တာပါ။ဒါကိုဗိုလ်ချုပ်ကြီးခင်ကရှုပ်ထွေးပြီးတိကျတဲ့အချိန်စရနဲ့လှူရှာမှုလို့ပြောခဲ့ပါရယ်။ဒါပေမဲ့အမေရိကန်ရာရှိရီရဲ့ပြောကြားချက်အရသူတို့ရဲ့လေယာဉ်တွေအီရန်လေပိုင်းနဲ့ထဲရောက်သွားတဲ့အခါမှာအီရန်တိုက်လေယာဉ်တွေပြန်တက်မလာခဲ့သလိုလေကြောင်းကာကွယ်ရေးတွေကလည်းတချမ်းမှပြစ်ခတ်ခဲ့ခြင်းမရှိပါဘူး။ Washington DC Center of Strategic and International Studies မှာတောင်းချီကာကွယ်ရေးဆိုင်ရာကျန်းကျင်သူက ပြောကြားရမှာအီရန်လေပိုင်းနဲ့ကိုအစ္စရေးကလွှမ်းမိုးထားတာကြောင့် အမေရိကန်မုံကျဲလီယင်တွေဟာအဟန့်အတားမရှိလှုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောပါရယ်တိုက်ခိုက်မှုစတင်ခြင်းနောက်ထပ်တနိုင်း40မိနစ်လောက်ကြာအောင်ဘူချုပ်ကြီးခိန်ကပင်တဂွန်ရှင်လင်းပွဲမှာအသေးစိတ်ပြောပြခဲ့တာကတော့ပုံမှန်အဖြစ်လူတီရှင်ကြားထုတ်ပေါ်လို့မရှိတဲ့အချက်လက်တွေပါဘုတ်ကျဲလီရင်တို့ရဲ့ခီစင်ပြမြေပုံကတော့တိကျတဲ့လမ်းကြောင်းမဟုတ်ပဲတင်ပြခဲ့တဲ့ပုံစံတစ်မျိုးမှအနေငယ်ကွဲပြားခဲ့ပါတယ်။သမ္မတထရဲ့အစိုးရဖွဲ့ကဒီဖြစ်ရတွေကို ကြီးမားတဲ့အောင်ပွဲဖြစ်ကြီးညာခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার စနစ်ကိုလုံးဝဖျက်ဆီးခဲ့ပြီလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပျက်စီးဆုံးရှုံးမှုအတိုင်းအတာအမှန်နဲ့နောက်ဆက်တွဲကြိုးဆက်တွေကိုတော့တိုင်းတာဖို့လိုပါသေးတယ်။အီရန်ကတိုက်ခိုက်မှုတွေကိုအတည်ပြုခဲ့ပေမဲ့ပျက်စီးဆုံးရှုံးမှုအနေငယ်သာရှိကြောင်းရှော့ချပြောဆိုခဲ့ပြီးပြက်စင်အစီအစဉ်အသေးစိတ်ကိုမဖော်ပြခဲ့ပါဘူး။ခရင်အော်ဆူဟာအရှေ့လေပိုင်းကိုရောက်သွားတဲ့ EDT ညနေ9နိုင်ဝင်ချိန်မှာပဲအာရေဗျပင်လယ်မှာရောက်နေတဲ့အမေရိကန်ရင်ငေါ့တင်မော်ဒစင်ကနေ အစ်စမန်အနီကနျူကလ িয়ার စခန်းစီကိုထိုမဟော့မြေပြင်ပစ်လူးစတုန်းစီနှစ်ဆယ်ကျော်ပြုလုပ်ခဲ့တယ်လို့အမေရိကန်ရာရှိတွေကပြောပါတယ်။အစ်စာဖန်မျိုးဟာလူဦးရေနှစ်သန်းလောက်ရှိပြီးနျူကလ িয়ার စေယုံကကုန်တွင်းပိုင်းရာနယ်ချီတဲ့ကီလိုမီတာတွေဝေးပေမဲ့ရင်းငုတ်တင်မော်တွေကခရစ်စတုန်းစီတွေနဲ့ပီတူးစလီလေယာဉ်တွေဘက်ကဘတ်စတာဘုံတွေတပြိုင်နက်နီပါထိမှန်လာအောင်နှိကက်ခဲ့တယ်လို့ Center for New American Security ကကာကွယ်ကျင်းစင်သူကပြောကြားခဲ့ပါတယ်။ ဒါဟာအမေရိကန်ကိုစကမ်းမောင်းများစွာကိုပူပေါင်းပြီးရုတ်တရက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သမားကပြောဆိုထားပါတယ်။ပုံကျဲချင်းနဲ့ပြန်လဲထွက်ခွာခြင်းဒီတော်တွေမှာပုံကျဲလင်ရင်အုပ်စုဟာအီရန်လီပိုင်နယ်ထဲကိုဝင်ရောက်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ဥစားနဲ့ B2S လီပုံကျဲလင်ရင်က GBU 57 Master Ordnance လက်နက်နှစ်ခုကို Photo ကပြင်မှတ်တွေထဲကပထမဆုံးပြင်မှတ်ပေါ်ကို EDT ညာနေ6:40မိနစ်မှာပြေချခဲ့ပါတယ်။ အီရန်မှာတော့မနက်နနားကျော်လောက်ပေါ့ MOB ဘုံတွေဟာကွန်ကရစ်16မီတာပေ60ဒါမှမဟုတ်မြေကြီး62မီတာပေ100လောက်အထိထိုးပေါနိုင်တယ်လို့ကျန်းကျင်သူတွေကပြောပါတယ်။ဒါကြောင့်အမြင်မဲလို့အာမခံနိုင်တာမဟုတ်ပေမဲ့ဖော်တိုစကန်ကဥမင်လိုင်းကောင်းတွေရဲ့အတိတ်နဲ့80 90မီတာ260နဲ့295ပေလောက်ထိရှိတယ်လို့ယူဆရတာကိုထိမှန်နိုင်ခဲ့တဲ့ ကမ္ဘာပေါ်မှာတခုတည်းသောဘုံဖြစ်ပါတယ်။ဘက်ကဘတ်စတာဘုံတွေကိုတကယ်တိုက်ခိုက်ရေးစစ်ဆင်ရင်မှာပထမဆုံးအကြိမ်ဖြစ်အသုံးပြုခဲ့တာပါ။ကျန်တဲ့ဘုံကျဲလျင်တွေကသူတို့ရဲ့ပြင်မှတ်တွေကိုထိမှန်ခဲ့ပြီးစုစုပေါင်း MOB ဘုံ14လုံးကို Photos နဲ့ Natans မှာရှိတဲ့နောက်ထပ်နျူကလ িয়ার စခန်းတစ်ခုမှာပြစ်ချခဲ့တယ်လို့ပင်တဂွန်ကပြောပါတယ်။ Photo ကနေကီလိုမီတာ200ကျော်ဝေးတဲ့ Isafan နျူကလ িয়ার စခန်းမှာတော့ Tomahawk ဒုံးကျည်တွေဟာပြင်မှတ်တွေကိုထိမှန်ခဲ့ပါတယ်။လျင်တွေလေးထဲမှာ18နှစ်ကြာပြန်တန်းပြီးတဲ့နောက် ပြင်ပအားလုံးကို25မိနစ်တင်မှာပဲထိမှန်းခဲ့ပြီး EDT ညနေ9:30မိနစ်မှာအီရန်ကနေအထိခိုက်မရှိထွက်ခွာပြီးအမေရိကန်ကိုပြန်ခဲ့တယ်လို့ပင်တဂွန်ကပြောပါတယ်။စုစုပေါင်းတိကျစွာထိန်းချုပ်ပစ်ခတ်နိုင်တဲ့လန်ဒန်85ခုနဲ့အမေရိကန်လေယာဉ်125စီးကျော်ကိုအသုံးပြုခဲ့ပြီးကာကွယ်ဝင်ကြီးကတော့ဒီမစ်ရှင်ဟာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာတွေကိုပြင်းထန်ပြီးရှင်းလင်းတဲ့ဖြည့်ဆည်းမှုလုပ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ နောက်ဆက်တွဲအခြေအနေဒါပေမဲ့တိုက်ခိုက်မှုတွေရဲ့အတိုင်းအတာပြေဆုံးကိုအကယ်ဖြတ်ဖို့အချိန်ရအောင်ပါပါမဂါဘတ်စတာဘုံတွေဟာအဓိကနျူကလ িয়ার စခန်းတွေမှာမြေအောက်ဘလောက်ထိထိုးဖောက်နိုင်ခဲ့လဲဆိုတာကိုကြည့်ဖို့နောက်ထပ်ဗီဒီယိုတွေလိုအပ်ပါသေးတယ်ဒါကအခြားပင်နိုင်ငံမှာမမလုံနိုင်တဲ့အမကန်ရှုပ်ထွေးပြီးအလွန်အဆင်ပြေတဲ့တိုက်ခိုက်မှုတစ်ခုပါလို့ပြောဆိုထားပါတယ် ဒီစစ်စေးရေးကနေပြာအရအောင်မြင်ခဲ့ပေမဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုထောက်ရနောက်ပြန်ဆုတ်စေမလားဆိုတာကတော့မရှင်းလင်းသေးပါဘူးလို့တမကနီကုံချုပ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုစီစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြောင်းစမ်းမရှင်းလင်းကြပါစေရှင်။